မျိုးညာကျွန်တော်တို့အားလုံး9ရက်လောက်ရိုက်လိုက်ရတယ်ပေါ့နော်အဲ့တော့ MTV တဘုတ်ကိုဒါ1ရက်လောက်ပဲရိုက်ကြတဲ့အချိန်မှာပိုင်းသက်ကတော့9ရက်လောက်ရိုက်ပြီးတော့ပါတာမိဘပြည်သူတွေကိုချပြမှာဖြစ်ပါတယ်အဲ့တော့အမားရင်းလေးတွေပါရင်လည်းခွင့်လွှတ်ပေးပါလို့ဒီနေ့ကနေတောင်းဆိုပါရစေအဲ့ကျွန်တော်တို့ဘက်ကတော့အမြင် အမြင်သစ်အမြင်ဆန်းလေးနဲ့ပေါ့နော်ပုံစံအသစ်ကလေးဖြစ်အောင်ကြိုးစားထားတယ်ကျွန်တော်စတူဒီယိုကကင်မရာမန်တွေကလည်းအာသွန်ခွန်ဆိုင်ကြိုးစားပြီးတော့မှဒီအာရှူတင်လေးကိုတေချာလေးကိုပြင်ဆင်ပြီးရိုက်ကူးပေးထားပါတယ်ခင်ဗျာเสียไดรเตอร์คนเนี่ยจีรังก็တော့လုတ်ပေးရတာလေเนาะเสียตะชู่ရတော့ဒီတရက်တော့ပဲတချို့ဆိုနေ့တစ်ပိုင်းနဲ့တော့ MTV တပုတ်ကဖြစ်နေတာ ဖြစ်နေတော့ကျွန်တော်အဲ့လိုတော့မလုပ်ချင်ဘူးတည်တည်ချာချာလေးပေါ့နော်ဆရာနဲ့လည်းတိုင်မင်နဲ့အာတိုင်မင်ပြီးကမှတည်ချာလုတ်ခဲ့ပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်ကိုသားကြီးပါခင်ဗျာကျွန်တော်တော့တရုတ်ဆောင်ပိုင်သိဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအမုံမြက်လုံးကတော့ပိုင်သိအနေနဲ့ပေါ့နော်ဒီ MRT 4 hours program တစ်ခုဖြစ်တယ်ပေါ့ဗာလဲစာသားမမေ့ခြင်းမှာ तू ဆိုထားတာကိုကျွန်တော်တွေ့ဘူးတယ်အဲအဲ့တုန်းကအဲ့တချင်းလဲ तू ပြိုင်ခဲ့တာပေါ့နော်ပြိုင်ခဲ့တော့ तू နဲ့လဲလိုက်တယ်အဲ့တချင်းလေးကပြီးတော့ဒီအဲ့တချင်းလေးကိုပိုင်သက်ကပြန်ဆိုမယ်ဆိုပြီးတော့ကျွန်တော်ကိုလာပြီးတိုင်ပင်တဲ့အခါကျတော့လဲဒါကောင်းတယ်ပေါ့နော် तू နဲ့လဲလိုက်ဖက်တဲ့တချင်းလေးဖြစ်တဲ့အတွက်အဲဆိုဆိုလို့ကောင်းတယ်လို့ဒါတော့ကိုကတော့ recommend ပေးခဲ့ဘူးတာပေါ့နော်ပြီးတော့ဒီတချင်းလေးလဲဆိုပြီးတော့ဒါရိုက်ကူးရေးကိုလုပ်တဲ့အခါမှာကျွန်တော်တို့ကိုသားကြီးစတူဒီယိုလောက်လာအပ်တယ်အဲ့တော့ကျွန်တော်တို့ကရိုက်ကူးပေးပြတယ်အဲကျွန်တော် ော်ဒါရိုက်တာလောက်တယ်ဗောနော်ပြီးတော့ကျွန်တော်ရဲ့ဒီတပည့်တွေအဖွဲ့သားတွေအကုန်လုံးကပိုင်သစ်ဖြစ်ချင်တဲ့ပုံစံကျွန်တော်လုပ်ချင်တဲ့ပုံစံညှိနှိုင်းပြီးတော့အကောင်းဆုံးဖြစ်အောင်ဖန်တီးရိုက်ကူပေးထားပါတယ်ခင်ဗျာကြောက်ခဲ့ပြီမင်းကိုချစ်ခဲ့အလုံးသားလေးပူပြလို့နေ อ่าဟုတ်ကဲ့ပါခင်ဗျာအမုံမျက်လုံးတချင်းလေးอ่ะကျွန်တော်အရင်ကြိုက်တယ်ဘာလို့လဲဆိုကျွန်တော်ကတချင်းဆိုပေါ့ပေါ့ပေါ့ပါလေးတဲ့အခုလို့ဟိုပညာသားပါတဲ့တချင်းမျိုးတွေအတန်အားကောင်းကောင်းနဲ့ဆိုရတဲ့တချင်းမျိုးတွေကျွန်တော်ငငယ်တဲ့အရင်သဘောကြရတယ်အဲ့တော့ဒီတချင်းအမုံမျက်လုံးဆိုရင်အာအုတ်ထွေးနေတယ်ပေါ့နော်ဥငတ်ဆိုခဲ့ဘူးတယ်အခုနောက်ပိုင်းလဲအဆိုတော်ကြီးပြန်ဆိုကြတယ်ဒါပေမဲ့ကျွန်တော်ကအစားအဆိုးဖို့တော့ယုံကြည်မှုအရင်မရှိဘူးဒီတချင်းကအရင်ကြီးတယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်ရှေ့မှာစာသားမမေ့ချင်းမှာကျွန်တော်အဲ့ဒီတခြင်းလူဆိုခွင့်ရခဲ့တယ်ရှင်ပြိုင်ခွင့်ရခဲ့တယ်ရတဲ့အခါမှာပရိသတ်တွေအများစုကလည်းတောင်းဆိုကြတယ်ကျွန်တော်ပြန်ဆိုပေးပါပြန်ဆိုပေးပါမဆိုသေးဘူးလားကျွန်တော်အဲ့ချိန်မှာစဉ်းစားလိုက်တယ်ကျွန်တော်အခုဆိုဖို့အခွင့်ရရလာတဲ့အခါမှာကျွန်တော်ဆန္ဒရုပ်ရှင်ထုတ်လို့ရဒီတခြင်းလေးကျွန်တော်ပေါ့နော်ထုတ်ပေးတာထုတ်ပေးတဲ့အခါမှာကျွန်တော်အမုန်းမျက်လုံးစုံမယ်ဆိုပြီးတော့အဲ့ဒါတခြင်းသွင်းပြီးတာနဲ့ဆရာစီကိုအပူကတ်တာဆရာဒီတခြင်းကိုကျွန်တော်ကချစ်ချင်တာကဘသူနဲ့မှမတူချင်ဘူး အာဖြစ်နိုင်မယ်ဆိုကဘာပေါ်မှာမရှိတဲ့တချင်မျိုးတော့ကျွန်တော်ဖြစ်ချင်တာအဲအဲ့တော့ဘသူနဲ့မှမတူတဲ့ရိုက်ချက်မျိုးနဲ့လည်းရိုက်ချင်တယ်ဆိုပြီးတော့အာဆရာကိုပူကတ်တော့ဆရာကိုတိုင်းပဲဆရာကိုတိုင်းကိုတိုင်းပဲဒရိုက်တာအဖြစ်နဲ့အဲ့ဒီထဲမှာလုံးဝဟိုဆရာရဲ့မိတ်ကပ်ပညာတွေကိုလည်းဒီတချင်ထဲမှာအပြည့်အဝတင့်မြာမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါတချင်ဟုတ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအာဒီသချင်းလေးကိုရိုက်ကူးမဲ့ဆိုတဲ့အခါကျတော့ပိုင်းသက်ကလူငယ်လေးလေးဖြစ်တယ်ပြီးတော့နိုင်နိုင်ငံခြား MTV တွေဆိုရင်ဒီတိုင်းပဲလေ music video တွေဆိုရင်ဘယ်လိုပြောရမလဲအာ music ထဲမှာပါတဲ့စာသားတွေအတိုင်းတယုတ်ဖော်တာမျိုးမဟုတ်ဘဲနဲ့တယုတ်ဖော်မှုကယတ္တာတစ်ခုကိုပေးနေပြီးတော့မှပုံစံတစ်ခုနဲ့သွားပြီးတော့မှအဲ့တယုတ်ဖော်ထားတဲ့အရာတွေကဒီတခြင်းရဲ့စာသားတွေကိုယတ္တာတစ်ခုအနေနဲ့ပြန်ချိတ်ထားတာပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေရိုက်ကူးထားတာတွေ့တဲ့အတွက်ကြောင့်မလို့ပိုင်တက်ကိုလည်းပြောပြတယ်အဲ့လိုလေးရိုက်ကြမလားဆိုတဲ့အခါကျတော့ तू ကလည်းရိုက်ချင်တယ်ပြီးတော့ तू ကလည်းဒါ MRT4 တယုတ်ဆောင်ဖြစ်တဲ့အတွက်တယုတ်ဆောင်လည်းပိုင်ပြီးသားပေါ့နော်အဆိုရှင်တတ်တတ်မဟုတ်ဘူးပေါ့အဲ့တော့တယုတ်ဆောင် ပညာရက်တွေကိုလည်းဒီနေရာမှာထည့်သုံးမယ်ပြီးတော့ကျွန်တော်ကလည်းဒါ make up ဆရာဖြစ်တဲ့အတွက် make up ပညာရက်တွေကိုလည်းဒီနေရာမှာအကောင်းဆုံးပေါ့နော်ထည့်သွင်းပြီးအသုံးချပြီးတော့ရိုက်ကူးထားတာကိုတွေ့ရမှာပါအားလုံးပေါင်းဝတ်စုံ9စုံနဲ့ပေါ့နော်ကျွန်တော်တို့အားလုံး9ရက်လောက်ရိုက်လိုက်ရတယ်ပေါ့နော်အဲ့တော့ MTV တပုတ်ကိုဒါ1ရက်လောက်ပဲရိုက်ကြတဲ့အချိန်မှာပိုင်းသက်ကတော့9ရက်လောက်ရိုက်ပြီးတော့မှဒါမိဘပြည်သူတွေကိုချပြမှာဖြစ်ပါတယ်အဲ့တော့အမားရင်းလေးတွေပါရင်လည်းခွင့်လွှတ်ပေးပါလို့ဒီနေရာနေ့တောင်းဆိုပါရစေအဲကျွန်တော်တို့ဘက်ကတော့အမြင် အမြင်အစ်အမြင်ဆန်းလေးနဲ့ပေါ့နော်ပုံစံအစ်စ်ကလေးဖြစ်အောင်ကြိုးစားထားတယ်ကျွန်တော်စတူဒီယိုကကင်မရာမန်တွေကလည်းအာသွန်ခွန်ဆိုင်ကြိုးစားပြီးတော့မှဒီအာရှူတင်လေးကိုတေချာလေးကိုပြင်ဆင်ပြီးရိုက်ကူးပေးထားပါတယ်ခင်ဗျာအခုနေရရတာကြောင့်ဒီသချင်းကိုကျွန်တော်က စအလုပ်ကလေးကပေါပေါပပလေးကျွန်တော်မလုပ်ချင်ဘူးအရန်တာဝန်ကြီးရဲ့သချင်းဖြစ်တယ်အတန်သွင်းတာအစားကျွန်တော်တေးသေးချာချာသွင်းတယ်အသွင်းပြီးကမှဒီသချင်းဖိုင်နယ်ထွက်ပြီဆိုရင်လေဒီသချင်းအပေါ်မှာကိုအပြည့်အဝနောက်ထပ်တစ်ခုကျွန်တော်ပိုင်သေးရဲ့လုံနိုင်တဲ့စွမ်းရည်အကုန်လုံးထည့်ထားတာ ဒီတဲ့ချင်းထဲမှာလေလုံနိုင်နေဆိုရင်ကိုယ့်ရဲ့ဟိုတက်စွမ်းတဲ့ပညာရဲ့ဒီပေါ်ဥပမာတရုတ်ဆောင်ပညာတခြားဘာညာဘာညာပေါ့အကုန်လုံးလုံနိုင်တဲ့မြောက်ကိုကျွန်တော်ဒီတဲ့ချင်းထဲမှာထည့်ထားတယ်အစွမ်းကုန်ထည့်ထားတယ်အဲ့တော့ကျွန်တော်ဒီတဲ့ချင်းဆရာကိုလည်းအပူကတ်ရတာပေါ့နော်ဆရာဒရိုက်တာခုနှစ်ရက်ကြည်ရောင်းရတော့လုတ်ပေးရတာလေနော်ဆရာတချို့ရတော့ဒီတရက်လောက်ပဲတချို့ဆိုနေ့တစ်ပိုင်းနဲ့တော့ MTV တပုတ်ကဖြစ်နေတာဖြစ်နေတော့ကျွန်တော်အဲ့လိုတော့မလုတ်ချင်ဘူးတိတိကျကျလေးပေါ့နော်ဆရာနဲ့လည်းတိုင်မင်နဲ့အာတိုင်မင်ပြီးကမှတေချာ လုတ်ခဲ့ပါတယ်လုတ်တဲ့အတွက်ဒီလောက်9ရက်ကျော် ခနည်းကဘာကြောင့်လဲဆိုတော့တချို့ makeup တွေကြတော့လေအာလိမ့်ပြီးတဲ့အခါမှာပြန်ဖြတ်လို့မရတဲ့အခါမျိုးတွေရှိတယ်အဲအဲ့ထက်မှပါတယ်ဗောနော်အဲ့ဇက်ကောင်တစ်ခုဆိုရင်အဲ့ဇက်ကောင်တစ်ခုဆိုလိမ့်ပြီးတဲ့အခါမှာသူ့မျက်နှာတစ်ခုလုံး allergic တွေထားအောင်ပါဗောနော်ဒါဆိုဆေးတွေအဲဆေးရောင်တွေချဲတဲ့ makeup မျိုးနဲ့ကျွန်တော်တို့လိမ့်ပြီးတော့ရိုက်ကူးထားတာဖြစ်တဲ့အတွက် allergic ထားပါတယ်အဲ့ဆိုလည်းသူ၄၅ရက်နာရတယ်ပြီးတော့အဲ့ဒီလိမ့်ထားတဲ့ makeup ကိုလည်းတစ်ရက်ထဲနဲ့ဖြတ်လို့မပြောင်းဘူးဗောနော်အဲ့လိုမပြောင်းမဲနဲ့အဲ့လို၂ရက်၃ရက်နေပြီးတော့မှနောက် တဆင်းကိုထက်ရရတာမျိုးတွေတောင်းဇက်ကောင်တစ်ခုလေးပေါ့နော်ထက်ရရမျိုးတွေရှိတာပေါ့အဲ့ခါကြောင့်မလို့ဒါကျွန်တော်တို့9ရက်ကြာပါတော့အခုခက်ကလည်းဒါဟိုနိုင်ပေါင်း20ချုပ်ထားတဲ့အင်ဂျီတို့အဲဟို3ရက်တွင်းမှာအဲဝန်ထမ်းအယောက်30နဲ့ချုပ်ထားတဲ့အင်ဂျီတို့ဆိုတော့ကျွန်တော်တို့ကလည်းဒီ MTB လေးကတော့9ရက်ရိုက်ထားတယ် MTB လေးပါလို့ကြာတာကတော့ကြားထဲမှာ9ရက်တည်းကြာတယ်ကြားထဲမှာတော့တရက်2ရက်အဲ့လိုပေါ့နော် तू မအားတာလည်းရှိတယ်ကျွန်တော်မအားတာလည်းရှိတယ်ပြီးတော့ခုနပြောသူ alleged alleged ထားလို့နားလိုက်ရတာမျိုးတွေလည်းရှိတာပေါ့နော်အဲ့လိုမျိုးနားလိုက်ရတဲ့ရက်တွေတော့ထဲမတွက်ဖယ်နဲ့တကယ်တမ်းရိုက်ခဲ့တာဆိုရင်ဒါ9ရက်တိတိကြာအောင်ကျွန်တော်ရိုက်ခဲ့ရပါတယ်ပြီးတော့ကျွန်တော်ဆိုင်ရပေါ့နော် studio ကကင်မရာမန်တွေရလဲဒါသူတို့ရဲ့ less one နဲ့သူတို့ပြချင်တယ်အဲ့တော့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ပေါ့နော်အဲ့တော့ share မိပါပြည်သူကြီးအာပိုင်သက်ကို တချင်းလေးကိုအားပေးတဲ့အပြင်ပေါ့နော်ကိုသားကြီးတို့စတူဒီယိုရဲ့ရိုက်ချက်လေးတွေကိုလည်းအားပေးပါအောင်လို့ဒီနေ့ကနေပြောပြရစီခင်ဗျာဒီတချင်းလေးကတော့ဘယ်တော့ထွက်မှာအာ16ရက်နေ့အမ်ညနေ3နာရီခွဲထွက်မှာပါခင်ဗျာမနက်ပြန်ပေါ့နော်ဟုတ်ကဲ့မနက်ပြန်16ရက်နေ့ထွက်မှာပါခင်ဗျာကျွန်တော်ကတော့ အမှန်တိုင်းပြောရင်အရန်ကြောက်တယ်ဘာလို့လဲဆိုကျွန်တော်ဒီရက်ပိုင်းမှာကျွန်တော်ဇလန်တွဲရိုက်နေပေါ့နော်ဇလန်တွဲထဲမှာ character ကလည်းအရန်ကောင်းတဲ့ character လေးဖြစ်နေတော့ဟိုအိမ်ပြန်ရောက်တဲ့အခါမှာကျွန်တော်အဲ့ဒီဟိုဟိုကျွန်တော်လိမ့်ချက်ထားတဲ့အရာလေးတွေအပေါ်မှာဖြတ်လိုက်တဲ့အခါမှာကျွန်တော်မျက်နှာမှာ allergic တွေထလာအဲ့ဒါကျွန်တော်ပုံလေးတောင်တင်ထားသေးတယ်ပေါ့နော်အဲ့အနေချင်းလေးပဲတင်ထားတာဒါပေမဲ့အဲ့ဒီဥစ္စာတော်တော်နဲ့မပြောက်ဘူးနောက်နေ့တွေမှာလည်းမသိရင်ကျွန်တော်ဟိုဘာဖြစ်လို့လဲဆိုအဲ့ဒီဖြစ်သွားတဲ့ allergic ကလည်းကျွန်တော်ရဲ့အခု ရိုက်ကူးနေတဲ့ဇက်လန်တဲ့ကာရက်တာနဲ့လည်းနှက်ကြိုက်သွားတာပေါ့နော်တတော်မှကျွန်တော်အရင်စိတ်လှုပ်ရှားခဲ့တယ်ဘာလို့လဲဆိုပျောက်ကောပျောက်ပါတော့မလားစိတ်ကြောက်တာပေါ့နော်တခါမှအဲ့လိုမဖြစ်ဘူးအဲဒါပေမဲ့ဒီသချင်းပေါ်မှာကျွန်တော်100%ကျွန်တော်စ조사ထားတယ်နောက်တစ်ခါကကျတော့ကျွန်တော်ဒီသချင်းထဲမှာပါတဲ့ဇက်ဝင်ကန်လေးတစ်ခုတော့ကိုကျွန်တော်ရင်းနှစ်ရက်ချိုးလိုက်ရတယ်ရင်းနှစ်ရက်ချိုးလိုက်ရဟိုအိမ်တန်ရောက်ချင်းကျွန်တော် ပစ်တင်နေရပဲကျွန်တော်လမ်းသွားပြီဆိုကားကလည်းကိုယ်တိုင်မောင်းနေကားပေါ်အတက်အစင်းနေမှာရှိသမျှလူတွေအကုန်လုံးကငေးကြဟာဒီကောင်ဘာလဲပေါ့နော်အဲ့လိုဒီဘာငေးကြခံရရင်ကျွန်တော်ပစ်တင်ပြတ်နေရပါတော့ရိုက်ထားတဲ့အရာတွေလည်းအဲ့လိုပါတော့အဲ့လိုအဲ့လေးကတော့ဒီဘယ်လိုပြော MTV ထွက်လာတဲ့ခါကျရင်ကြည့်ပေးပါကြည့်ပါအဲ့မှာဆိုရင်ပြီးတော့ဒီအဘလိုပြောမလဲအဲ allergic ထားရဲဆိုတော့လေဟိုမိတ်ကပ်ကြောင့်ထားတာမဟုတ်ဘူးပေါ့နော်အာဒီသူ့ရဲ့လိမ့်ချဲ့ခြင်းနဲ့ဒီပုံစံမျိုးဇက်ကောင်စရိုက်တွေကြတော့ကျွန်တော်ကဆေးတွေသုံးရတာပေါ့နော်အဲဆေးတွေကကြတော့ဒါသူ့ရဲ့မျက်နှာနဲ့မတည့်တဲ့ခါမှာအဲ့ ိုမျိုးဖြစ်သွားတာမျိုးတွေရှိတယ်ကျွန်တော်ကတော့ပြောတယ်အဲယောက်ျားလေးပဲဘာမှမဖြစ်ဘူးခဏနေပျောက်သွားလိမ့်မယ်ဗောကိုကတော့အေးစစ်စစ်ပဲပြောချလိုက်တာဗောဟုတ်တယ်ဒီတချင်းကိုဆိုရတာတော့ပူပန်မှုကတော့မရှိပါဘူးမရှိပါဘူးဆိုတာကျွန်တော်ဒီတချင်းကိုရမ်းကြိုက်တယ်ရမ်းကြိုက်တယ်နောက်ပြီးပရိသတ်ကလည်းရှေ့မှာကျွန်တော်အဲ့ဒီစာသားမမေ့ခြင်းမှာတော့ဆိုရင်မီလီယံတွေတော်တော်3မီလီယံတောင်အထိ တက်တယ်ဗောနော်အဲ့ဒီဗီဒီယိုအတိုလေးအဆအဆုံးတော့မဟုတ်ဘူးအဲ့မှာအရန်တောင်းဆိုကြရတယ်တောင်းဆိုကြရတဲ့အပေါ်မှာကျွန်တော်ကဟိုဖန်တီးရမှာတော့ကြောက်တယ်ကိုလုံနိုင်ပါမလားဒါပေမဲ့အခုဖန်တီးလိုက်တဲ့အခါမှာအရန်ကျင်တတ်မိတယ်ဆရာရဲ့ရိုက်ချက်တွေကလည်းအားလုံးမြင်ဘူးကြမှာပါကျွန်တော်ရှေ့မှာဆရာသမားတွေကိုလည်းပြရတယ်ကျွန်တော်စီနီယာအနုပညာရှင်အကုန်မတွေကိုလည်းပြရတယ်သူတို့က ဘသူရိုက်တာလဲအရင်ကျွန်တော်ဗီဒီယိုကြည့်ရတယ်ဘသူရိုက်တာလဲအရင်မေးတာပြီးတော့အက်ဒစ်ကဘသူကင်တာလဲကျွန်တော်အရင်မေးတာပေါ့နော်ဘာလို့လဲဆိုကျွန်တော်ဒရိုက်တာဆရာကိုတာကြီးနောက်ပြီးအက်ဒစ်ကလည်းကိုတာကြီးစတူဒီယိုကပဲကင်တာကျွန်တော်တိတိကျကျရှင်းပြရတယ်အဲ့ဒီလောက်ထီကိုအမြင်စားအောင်ကျွန်တော်အများကြီးလှုပ်ထားပါတယ်ခင်ဗျာဟုတ်